အလုံးပဲမင်္ဂလာပါနေကောင်းချမ်းမှအစဉ်ပြေကြကြပါစေဗျကျွန်တော်ဒီညလည်းနောက်ထပ်ပါเนาะတင်ပြခြင်းနဲ့အတွေးခေါ်ပညာရှင်ရဲ့အတွေးခေါ်တစ်ခုပေါ့လေเนาะပြီးခဲ့တဲ့အာအာပြီးခဲ့တဲ့အာတင်ပြမှုတစ်ခုကြတော့ Confucius အတွေးခေါ်တယ်ပေါ့เนาะအခုလည်းတရုတ်နိုင်ငံမှာဟိုးအရင်တုန်းကပေါ့လေเนาะနာမည်ကြီးတဲ့အတွေးခေါ်ပညာရှင်တရားပဲပေါ့เนาะသူတွေးခေါ်ပုံတွေလည်းကျွန်တော်တင်ပြခြင်းတယ်ပေါ့လေเนาะ သူကြတော့သူ့နာမည်ကတော့သူ့သူ့နာမည်ကတော့မူဆူပေါ့လေနော်အာမန်လာမာတော့မသိဘူးဒါတော့မူဆူပေါ့လေသူ့နာမည်ကတော့အဲ့တော့ဒီဒီမူဆူပေါ့လေနော်ဒီမူဆူအတွေးခေါ်ပေါ့သူတွေးနေတဲ့ဟာပေါ့နော် philosophy မပြောခင်ပါဆိုရင်တော့ဒီမူဆူရဲ့အသက်ရှင်ကာလအချိန်နည်းနည်းပြောပြအောင်ပေါ့လေနော်အဲ့တော့မူဆူအသက်ရှင်ခရကာလကတော့တဲ့ပြီးထောင်အချင်းချင်း စစ်မှတ်ဖြစ်ပွားမှုအခေါင်အဖျားတို့ရောက်ရှိနေသောကာလဖြစ်တယ်ပေါ့လေနော်လက်ပြီးထောင်နဲ့လက်ပြီးထောင်တိုက်ခိုက်ရတဲ့ကာလပေါ့လေနော်အဲ့တော့တော့မဖြစ်လို့အဲ့လိုမျိုးဖြစ်ရတာလေဆိုတော့ computer ကွင်လွန်ပြီးနဲ့နောက်မှာနော်ညမကြမမီမှာတော့သူ့တော့မွေးဖွားခဲ့တယ်ပေါ့လေနော်အာသူမွေးဖွားရပြည်နယ်ကြတော့လုပြည်နယ်ပေါ့လေနော်လုပြည်နယ်မှာမွေးဖွားခဲ့တယ်သူငယ်စဉ်ဘဝကတော့တော့ computer ကံသားတွေရဲ့လွမ်မုံမှုကိုသူနေထိုင်ခဲ့ရတယ်ပေါ့နော်လွမ်မုံမုံအောက်မှာနေထိုင်ခဲ့ရတယ် တော့ဆူမင်းနန်းမြတ်အာဆူမင်းမြတ်ဤနန်းတော်တွင် အမှုတော်ထမ်းခဲ့တယ်ဆူမင်းတန်တမန်အဖြစ်ဖြစ်ဝေပြည်နယ်သို့အမှုထမ်းရန်သွားရောက်ခဲ့ရတယ်နောက်ဘန်းတွေတဲ့သူဤသူဒီတဲ့ကွန်ပျူတာဝါဒကိုစွန့်ပယ်ခဲ့တယ်ပေါ့သူကတော့အရင်တုန်းကတော့သူကတော့ကွန်ပျူတာဝါဒကတော့လိုက်နာတယ်ပေါ့နော်နောက်ဘန်းတော့သူစွန့်ပယ်ခဲ့တယ်ပေါ့နော်အဲ့တော့တလစ်ထုံးစံများကိုလည်းမလိုက်နာတော့ပဲတဲ့လွတ်လွတ်လပ်လပ်ပူ၍ကျေပြန့်စွာတွေးခေါ်လှုပ်ဆောင်နေသောဒီမိုကရေစီသဘောထားကိုလက်ခံကျင့်သုံးခဲ့တယ်ပေါ့လေနော် အဲ့တော့အီတို့ဖြစ်ခြင်းမှာတဲ့စွန်နန်းတို့တွင်အမှုထမ်းခဲ့သောကြောင့်လည်းဖြစ်နိုင်တယ်ထိုပြည်နယ်တွင်တဲ့ပြည်သူများကခြူရင်ခြင်းမှုကိုဖိနှိပ်ချုပ်ချယ်သောစနစ်အဖြစ်သဘောထားခဲ့ချတယ်ပေါ့လေနော်အဲ့တော့စွန်နှစ်ဝေပြည်နယ်တို့၌တဲ့အမှုတို့ထမ်းဆောင်နေစဉ်ခါကကာလကပင်တဲ့သူဒီဘာသာရေးကန်နဲ့တူသောအတွေးခေါ်ကန်တကန်းကိုတည်ထောင်ခဲ့တယ်ထိုကန်းမှာဆိုရင်ယသိပေါ့နော်ယသိ တပတိများကဲသို့ချိုးချံစွာအာချိုးချံစွာကျင့်တယ်ပေါ့နော်အလောက်ကိုပပင်ပန်းလောက်ကန်ကြရတယ်ရှေခိကလေးကတရုတ်ပြည်တွင်နာမည်ကျော်သောလူသိများကဲသို့ဂန္ဓကန်ဖြစ်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမိုဆူးအတွေ့ခေါ်ကတော့အခုမှစတာပေါ့နော်မိုဆူးမှာတော့အဓိကရီမန်ချက်ကြီးနှစ်ခုရှိရှိတယ်ပေါ့နော်အရီမန်ချက်ရှိနှစ်ခုရှိတယ်ပထမတစ်ချက်ကတော့တဲ့လူများအလုံးကိုတဲ့သူ့လူများအလုံးကိုကိုကျိုးမဖက်ပဲအများအကျိုးအတွက် သာဒူညီမြညီရင်းညီကူစိတ်တပ်ပြအလို့အတူလောက်ကြသည့်စီလုံးညီညွတ်သောလူပောင်ဖွဲ့စည်းကိုတီထောင်လို့ရှင်ဖြစ်တယ်ပေါ့လေနော်ဒုတိယတစ်ချက်ကတော့ဒုတိယညီမန်းချက်ကတော့နော်လူတန်းလူတန်းကတဲ့ကောင်းကင်ဘုံဤစန္ဒတော်နှင့်အညီလောက်ကန်ဆောင်ရွက်စီလုံးရှင်ဖြစ်တယ်ပေါ့နော် ကောင်းကင်ဘုံသူဆူလိုတာတော့အချုပ်အချာအာနာဆူလိုရှင်ဖြစ်တယ်ပေါ့လေနော်အချို့အချာအနာဆူလူရှင်ဖြစ်တယ်ထိုကောင်းခင်ပုံမှာတတ္တဝါထံအတွက်မြင့်တာတရားနဲ့အများအကျိုးကိုလူလာမှုသဘောများထွက်ပေါ်လာသည်ဟုသူယူဆတယ်ပေါ့လေနော် ဲ့တော့ပရမရီမန်းချက်ကိုအကောင့်တဲ့ဖော်ရန်အတွက်အဲ့ဒါမူစုသည်တဲ့လူသားများအပေါ်မေတ္တာထားခြင်းနဲ့အသုံးချဝါဒယုတ်တိပေဒါကို ပေါင်းစပ်ဆင်ခြင်ခက်လေတယ်ပေါ့နော်အဲ့တော့ပြည်တော်အချင်းချင်းစစ်ခင်းနေကြတာတွေအိမ်အချင်းချင်းလူရဲခံစားနေကြတာတွေမင်းနဲ့ပြည်သူအချင်းချင်းမကြည်ဖြူကြတစ္ဆာမဆောက်စီကြတာတွေသားနဲ့အဖကြားမှာဂျင်နာမှုနဲ့ သာသမီဝတ္တရားခြေပုံမှုမရှိတာတွေညီနဲ့အကိုကြားမှာမသိမမြဖြစ်နေတာတွေအလုံးဟာကဘာကြီးအတွက်ကြီးမားတဲ့အန်ဒီရတဲ့ဖြစ်တာပေါ့လေနော်။နားတော့သူရှုမြင်တယ်ပေါ့လေနော်။ဆက်ပြောတယ်ပေါ့လေနော်။ဒီကဘာမြင်ကြီးပေါ့လေနော်ကဘာမြင်ကြီးပေးအန်ဒီရတွေပဲအခါမှာပေါ်ပေါက်လာတယ်လေပေါ့လေနော်။အာသူပြောတဲ့ဒီအန်ဒီရတွေဟာအချင်းချင်းချစ်ခင်မှုမရှိတဲ့အခါပေါ်ပေါက်လာတယ်ပေါ့လေနော်။ ခုမျက်မှောက်ကာလမှာတဲ့ဗတိသရစ်မင်းများမှာ ကို့တန်းပြီကိုသာချစ်ကြပြီးအခြားတန်းပြီတွေအပေါ်မှာချစ်ခင်တဲ့စိတ်မထားကြဘူးနော်။ဒါကြောင့်သူတို့ဟာတခြားတန်းပြီတွေကိုဝင်ရောက်တိုက်ခတ်ဖို့ကိုစိတ်နှောက်နေခြင်းမရှိကြဘူး။အိမ်ထောင်ဦးစီးလောက်ကြတဲ့သူတွေကလည်းကို့အိမ်ကိုပဲချစ်ရမယ်လို့သိနာလည်နေကြတယ်ပေါ့လေနော်။တခြားအိမ်ကိုပါချစ်ရမယ်ဆိုတာနားမလည်ကြဘူးလေနော်။ဒါကြောင့်သူတို့ဟာတခြားသူများအိမ်ကိုလူရဲခံစားရေးကို စိတ်နှောက်နေခြင်းမရှိကြဘူးလူပုဂ္ဂိုလ်တူချင်းကလည်းကိုကိုကိုချစ်ကိုချစ်ဖို့ကိုသာတင် जा ထားကြတယ်ကိုကိုကိုချစ်ဖို့ကိုသာတင် जा ထားကြတယ်တခြားလူကိုလည်းချစ်ရမယ်ဆိုတာကိုတင် जा မထားကြဘူးပေါ့လေနော်အာဒါကြောင့်တခြားသူကိုထိခိုက်နေအောင်လုပ်ရမှာစိတ်နှောက်နေခြင်းစိတ်စိတ်နှောက်နေခြင်းမရှိကြဘူးနော်ဒါကြောင့်ဘေးအန္တရာယ်တွေလူရက်လူရက်ဖက်ပြန်အန္တုမှုတွေဆွဆွဲမှုတွေနဲ့မုံတီးမှုတွေဟာတကဘာလုံးမှာဖြစ်ပေါ်နေကြတယ်နော် အပြန်အလှန်မေတ္တာထားမှုမရှိလို့ပဲပေါ့နော်ဒါကတော့ဒါတော့သူပြောတာပေါ့လေနော်အဲ့တော့ဤအခြေအနေကိုဘယ်လိုလှုပ်ပြီးတော့ပြောင်းပြန်လှုပ်ပြစ်မလဲပေါ့နော်အဲ့ဒါအာသူများမင်းနေပေါ့လေနော်အဲ့မှသူပြန်ဖြေတယ်ဒီအခြေအနေကိုတဲ့မေတ္တာအပြန်အလှန်ထားခြင်းအပြန်အလှန်ကူညီခြင်းအပြန်အလှန်ကူညီခြင်းအားဖြစ်ပဲပြောင်းလဲပြစ်ကြရမှာပဲတဲ့တိုးတော့အပြန်အလှန်မေတ္တာနဲ့အပြန်အလှန်ကူညီမှုကိုဘယ်လိုလှုပ်ကြမလဲနော်ဒီလိုအပြန်အလှန်မေတ္တာထားဖို့အပြန်အလှန်ကူညီဖို့ဆိုရင်တဲ့ ဆက်ပြောတော့မနော်သူတစ်ပါးနိုင်ငံကိုတဲ့ကိုယ့်နိုင်ငံလိုသဘောထားမှဖြစ်မှာပေါ့နော်သူတစ်ပါးအိမ်ကိုလည်းကိုယ့်အိမ်လိုသဘောထားမှဖြစ်မှာသူတစ်ပါးကိုလည်းကိုနှစ်ထပ်တူသဘောထားမှဖြစ်မှာနော်ပတိသူရိမင်းတွေဟာအချစ်ချင်းတူဦးကိုတူဦးမေတ္တာထားပြီးချစ်ခင်လေးစားကြမယ်ဆိုရင်ပြည်ထောင်အချစ်ချင်းလည်းစစ်မဖြစ်တော့ဘူးအိမ်ထောင်ဦးစီးအချစ်ချင်းလည်းတူဦးကိုတူဦးချစ်ခင်လေးစားကြမယ်ဆိုရင်တအိမ်ကိုတအိမ်ကလူရဲ့ဖြစ်စီတာမျိုးလည်းမရှိတော့ဘူးတဲ့လူအချစ်ချင်းလည်းတူဦးကိုတူဦးချစ်ခင်လေးစားကြမယ်ဆိုရင်တူဦးကိုတူဦးထိခိုက်နှိမ့်နာအောင်မလုပ်တော့ဘူးတော့ မင်းနဲ့ပြည်သူဟာတူဦးကတူချစ်ခင်ကြည်ဖြူကြမယ်ဆိုရင်တဲ့တန်းပြင်းမှာဂျေဇူးတရားနဲ့သစ္စာတရားလဲပေါ်ထွန်းလာမှာပဲเนาะဖတ်ခင်နဲ့သားတူဦးကိုအာဖတ်ခင်နဲ့သားတူဦးကိုတူချစ်ခင်ကြမယ်ဆိုရင်သူတို့ဟာချစ်ခင်လေးမြပြီးသားသမီးဝတ္တရားခြေပုံကြမှာပဲเนาะညီနဲ့အကူအချစ်ချင်းချစ်ခင်လေးစားကြမယ်ဆိုရင်တဲ့သူတို့တင်မြကြလိုက်မယ်တဲ့ကဘာပေါ်မှာရှိကြတဲ့လူတွေအချစ်ချင်းသာတူဦးကိုအတူဦးကချစ်ခင်မျက်နှာချင်းစီကြမယ်ဆိုရင်တဲ့ ထို့အခါ၌အာနေသူကိုအာကြီးသူကအနှံ့ကျင့်လိုသောသဘောလူနည်းစုကိုလူများစုကအနှံ့ကျင့်လိုသောသဘောစင်းရဲသူကိုချမ်းသာချွေဝသူကအနှံ့ကျင့်လိုသောသဘောအနှံ့ကျင့်လိုသောသဘောတို့သူ၎င်းကုံကြီးသူကကုံငယ်သူကိုအနှံ့ကျင့်လိုသောသဘောယူသားသူကိုစီးလဲသူကလိန်လဲလက်ဖြတ်လိုသောသဘောတို့သည်လည်းရှိတော့မည်မဟုတ်ပေနော်မြတ္တာတိုက်အစွမ်းသတ်တဲ့ကြောင့်ဘေးအပေါင်းချံအပေါင်းအန်ဒီအပေါင်းလူရဲ့ဖက်ပြန့်ခြင်းအပေါင်းဆွဆွဲခြင်းနဲ့မုန်တဲခြင်းအပေါင်းဖြစ်အာ ဆွဆွဲခြင်းနဲ့မုံတီးခြင်းအပေါင်းကိုဖြစ်ပေါ်လာခြင်းမှတားဆီးပြီးဖြစ်ပေလိုက်မယ်နော်ထို့ကြောင့်အကျိုးစီးပွားဖြစ်ခြင်းသည်ထမြောက်ဖြစ်ပေါ်လာထမြောက်ဖြစ်ပေါ်လာပေလိုက်မယ်နော်ဤစကားကိုလက်တွေ့မကျသောစိတ်ကူးရင်နံဝါရသာဖြစ်သူဟုတဆုံတယောက်သောသူသည်တွေးတောဆင်ခြင်းအပ်ထို့ခါအမူစုကနော်ဘယ်လိုမျိုးပြန်ပြောမလဲပေါ့နော်မမူစုကအဲ့ဒီတို့အခံမှာပြောဆိုလေတဲ့ ဒါတွေဟာအကယ်၍အသုံးမချဘူးဆိုရင်ကျွန်ုပ်ကလည်း၎င်းတို့ကိုလက်ခံခဲ့မည်မဟုတ်ပါတော့သို့တော်တဲ့အသုံးမချရင်ကောင်းတဲ့အရာဆိုတာဘယ်မှာရှိပါမလဲဟုဆိုလိုသည်နော်သူ့အတွေးခေါ်အနစ်တရားသဘောမှာတဲ့မြစ်တာတရားနဲ့အချက်ချင်းရမ်းပင်ကူညီမှုတွေအကျိုးခံစားရမယ်ဖြစ်သည်ဟုယုံကြည်ခြင်းပဲဖြစ်တယ်ပေါ့နော်ဒီဒီတသနာရတော့အခုကာလလူအများပြောဆိုနေကြတဲ့ကဲသူဖြစ်တယ်ပေါ့လေနော်သူများအပေါ်မြစ်တာထားလဲတဲ့သူများကလည်းကိုယ့်ကိုမြစ်တာထားမှာပဲသူများအကျိုးဆောင်ရင် ကိုကျိုးလဲအောင်မှာပဲသူများကိုကိုကမုံလင်သူများကလည်းကိုကိုမုံမှာပဲသူများကိုထိခတ်အောင်လုပ်လင်သူများကလည်းကိုကိုထိခတ်အောင်လုပ်မှာပဲတဲ့မေတ္တာတရားသည်အခါခတ်တဲ့အကျိုးပြီးသည်တဲ့မုံတီချင်းဒေါသသည်ကအခါခတ်တဲ့အကျိုးရုပ်စီသည်တဲ့ကံမကောင်းချင်တော့ကဘာပေါ်ရှိလူကြီးလူကောင်းများသည်တဲ့ဤချက်ကိုမတိတတ်ကြကုန်တော့ဒါကတော့သူသူစုမြင်ပေါ့သူစုမြင်တယ်ပေါ့လေနော်မိုးစုထံ၍စဉ်းစားနေပုံမှာတဲ့လူအများအတွက်အကြီးမားဆုံးကောင်းကျိုးရရှိစေရန်အသေးအချာဆုံးနဲ့အမြန်ဆုံး အကျိုးပြင်းပြောင်းစေတဲ့နီလန်းကိုစာဖွေနေပုံရတယ်ဗောလေနော်သူ့ရဲ့အတွေးခေါ်တော့မှစေအာနာထောင်ပေးတဲ့အတွက်ဂျေဇူးတင်တယ်ဗောလေနော်ဒါကတော့အမ်မူဆူရဲ့အတွေးခေါ်ဒပန်နဆာဗောလေနော်သူ့အတွေးခေါ်ကိုတော့ဒီတော့ဝါဒီရောဒီကွန်ပျူရှင်းဝါဒီရောမကြိုက်ကြဘူးနော်ဒါမှမဟုတ်အဲ့ဒီတော့ဝါဒီတွေရောကွန်ပျူတာကွန်ပျူရှင်း ိုထောက်ခံသူတွေကမကြိုက်တာကို तू ကလည်းပြန်ပြီးတော့ဒီဖြည့်ရှင်းချက်လည်းရှိတယ်ဗောလေနော်ကျွန်တော်ကိုကာပြီးတော့ပြောသွားတဲ့စာအုပ်ကတော့ဒီစာအုပ်ထဲမှာဗောလေနော်စာရေးစရာဆန်းလွင်လူတို့ကိုကိုရဘာသာကြီးများနောက်ခံသမိုင်းအစင်းမြစ်တဒနာများဗော